အပြိုပေါက်ဟာရင်ခုန်လှတယ်အပြိုပေါက်ကရင်ခုန်လှတယ်အလူအိမ်ကအတန်ကျက်ဆက်เสียရောက်စပြောရိုက်ပြီးကတည်းကအဲ့ဒီစာသားတွေပါတဲ့တခြင်းကိုဖွင့်နေပါတယ်ဖွင့်မယ်ဆိုလဲဖွင့်ရင်เสียအလူချင်းတွေဖြစ်ကြတဲ့ဦးထွန်းစံနဲ့ဒေါ်မမကြီးတို့ရဲ့သမီးတွေတက္ကသိုလ်အကြောင်းတို့အီမူတယောက်သူမတို့လူကိုသူမနဲ့တူတူတငငချင်းရှိရောက်ကိုအပါခေါ်ပြီးတော့ပြန်လာခြင်းကြောင့်ပဲအလူအိမ်မှာတက္ကသိုလ်အကြောင်းတို့အချောလှတွေနဲ့အလူလောအားပေးဝိုင်းကူလာတို့ယောဂကံမိမ့်မပြိုလေးတွေအပြိုင်ဆိုင် လှနေတာကြောင့်ဖြစ်ပါတယ်။ဟေးမင်းတို့ဆက်မှာကဒီတချင်းမဲ့ဖွင့်မလာကွာဟမ်ဒါဝေးပါလားလားဆက်စရာကိုအငေါ်တုလိုက်တဲ့လူပြိုကြီးကိုတက်မောင်စကားကြောင့်မန်းတထဲမှာရှိတဲ့လောက်အားပြီးဟောကနေဝဲပွဲကြသွားကြပါရဲ့ဟဲ့အီမိုဟိုအင်းကြီးအဖြူလက်ရှိအရက်ရှိရှိတဲ့လူကဘာတူလဲဘာတူကိုပြောတာလဲဟိုမလေးဟာအသားဖြူဖြူနဲ့ချော့ချော့ကြီးလေဩအကူမောင်းကိုပြောတာလားသူကငါ့အကူဝန်းခွဲလေး တို့ခေါင်းချင်ကအေးကသူ့အိမ်သူကလူပြိုကြီးဘာဘာလူပြိုကြီးလဲဟာအသက်တိတ်ပြီးတော့မကြီးသေးပါဘူးဟာဟဲ့အခုခေတ်က40ကျော်ရင် လူပြိုကြီးပဲလေချောတယ်နော်အေးနော်ဒီလောက်ချောတာဘာလို့များလူပြိုကြီးလုံးနေတာပါလေဒီအရွယ်ရောက်မှအမိမပေါက်တာဘာမြောက်တုံဟာအလူဝင်အင်ပေါ်တက်ကနေပြီးတော့အီမိုးနဲ့တက်ကတော်ចောင်းသူတွေဟာအိမ်ရှိအောက်ထက်ကအလုံးလုံးနေရာကိုကြည့်ပြီးတော့ပြောနေကြခြင်းဖြစ်တယ်သူ့နာမည်ကကိုတက်မောင်နဲ့ တခြားညီကောင်မောင်နှမတွေကတော့အိမ်ထောင်ကျလို့အိမ်ခွဲသွားကြပြီသူတယောက်ပဲဦးကြီးနဲ့ဒူလီတို့စီမှာကျန်ခဲ့တာဟင်အဲ့ဒါကလည်းအကြောင်းရှိပေါ့ဟာဟေးဘာအကြောင်းလဲပြောပြပါလားသိကျင်တယ်သိကျင်တယ်ပေါ့ဟုတ်လားကဲငါတငယ်ချင်းတို့တိတ်သိကျင်တော့ပြောပြမယ်အဖြစ်ကဒီလိုဟာအကူမောင်အသက်20တုန်းကချစ်သူရှိခဲ့ဘူးတဲ့သူ့ရဲ့ချစ်သူနာမည်ကမြားနှောင်းညိုတဲ့ဟဲ့ နာမည်လေးကလှလိုက်တာနာမည်လှရုံနဲ့မကဘူးဟာလူကပါလှတာလူရောနာမည်ရောလှပေမဲ့သူ့ဘဝကကံမကောင်းခဲ့ဘူးလေသူငငယ်လေးကတည်းကသူ့ရဲ့မိဘတွေကပို့တီပြီးတော့ဆုံးသွားတယ်ပထမတော့ယွာတဲကသူ့အမေညမသူ့တော်အိမ်မှာနေတယ်နောက်ပိုင်းမှာသူ့ရဲ့မိဘတွေထားခဲ့တဲ့ယွာပြင်ဆက်ကလေခွန်းထဲမှာအဖို့ကောင်းလာနေပဲတယ်လီထိုးပြီးတော့တယောက်တည်းထွက်နေတယ်ဘေးနားမှာလည်းတဲငါးလုံးမကရှိတယ်လေအကူမောင်နဲ့ညညို့ကို စာပေးစာယူလုပ်ပေးခဲ့တာကဘုံကြီးကျောင်းသားမောင်ဖြူဒုက္ခတခါလဲရွာတဲ့ကလူတွေအနှွားကိုအခစားနဲ့လိုက်ကြောင်ပေးတတ်တယ်။တနေ့တော့အကိုမောင်ပေးတဲ့စာကို မောင်ဖြူယူလာပြီးတော့ညညုံကိုပေးတယ်။တို့အတတ်အမြချစ်ရပါတော့ချစ်ဆုံးညိုအကိုလူကိုယ်တိုင်းနှုတ်မဆက်နိုင်တာခွန့်တော့ပါနော်။ဒီနေ့ညနေပဲကိုမောင်ဦးလေးနဲ့မြို့ကိုလိုက်သွားပြီ။ကိုတယောက်တည်းမဟုတ်ဘူးနော်။ရွာတဲ့ကကိုကြီးပါနဲ့ကိုညီဝန်ကွယ် အောင်ဖေးလဲပါတယ်ပြီးတော့မျိုးကအဖေပြီးတော့အဖေညီကိုဦးလေးကောင်းဝဲလျှောက်မှာအလုပ်တွေအရေးကြီးလို့တဲ့လာစာရမှာလေကိုကတော့ဝမ်းသာတယ်လာစာရရဲ့အဖေအမေတို့ကိုတဝက်ပေးပြီးတော့တဝက်ကိုကိုတို့မင်္ဂလာဆောင်ဖို့အတွက်ဆုရမယ်လीနော်ကိုရဲ့မင်္ဂလာကိစ္စကိုမိဘတွေစီမှာလဘွားမဖြစ်နေတဲ့ကိုစံတော့ပြည်တော်ဘွားကွာညိုလေးကိုကိုနားလဲပေးနော်လူကြုံတိုင်းစာရေးမယ်သူနှစ်ကိုနေရဖို့ရေးတွေ့ပြီးတော့ ကိုမောင်လုပ်ကိုစူးစမ်းလိုက်မယ်ကွာမျိုးလေကိုတို့ရှေ့ကို တွေ့ပြီးတော့ပြင်ဆင်တဲ့နာတွေကိုပြင်ဆင်ထားတော့တစ္ဆာရှိသွားနဲ့စောင့်နေပါလို့မှာကျင်နေကွာဒါပဲနော်မျိုးကိုလမ်းပြီးတော့တစ္ဆာရှိနေမဲ့အကုန်မောင်စားအဆုံးသွားတယ်မြညိုချစ်သူစားလေးကိုတရူတရခောက်ပြီးတော့လေခွင်းအဝေးရှုမြော်ခင်းနေစီကိုငိမ့်မြော်ခြင်းနဲ့သူမပါပြမော်ကိုမျက်ရည်တွေကပူပူပေါက်ပဲလိန်ဆင်လာတယ်မတော်ပါနဲ့ညညိုတယောက်တည်း အားငယ်တယ်ကိုရဲလို့တောင်မပြောလိုက်ရပါလားအင်းပေါ့လေတကယ်တော့မြညုံနဲ့ကိုမောင်ဟာပိုင်ပိုင်နိုင်နိုင်စာချုပ်စာတမ်းနဲ့တရားဝင်လက်ထပ်ထားတဲ့သူမှမဟုတ်တာဒါပိုင်ဝင်ရှိပါမလားဘာကြောင့်မှမသိမြညုံရင်ထဲမှာလွန်စွာမှဝမ်းနဲ့အားငယ်စိတ်တွေလှည့်ဝင်လာတယ်အဝေးတမီးကိုထွက်ခွာသွားတဲ့ချစ်သူကိုပို့ပြီးတော့တန်းတလွမ်းမိလာတယ်စိတ်ကိုမထိန်နိုင်လို့အဲ့ရတဲ့ပြေးဝင်ပြီးတော့ခီးကနေငိုချတယ်အတန်ကိုတော့မှချုပ်ထိန်မရဘူးဟဲ့မြညုံဘာဖြစ်တာလဲ ။အော်ဒီကလေးမဟင်းမျက်နှာတွေလည်းရဲလို့ပါလား။မှန်မှန်စမ်း။ညို့တော်တော်ထွတ်တယ်။ညို့နှစ်ခုကိုဆက်နေ။ဟဲကိုရီကလည်းပူကြည့်တောက်နေပါလား။တန်တော့မနေ့ကနေ့လယ်နေပူကြီးမှာကိုင်းနေဆင်းပြီးတော့ပြန်ရောက်ချင်းခေါင်းလျှော့ပြီးတော့ရေချိုးရတဲ့နေဟုတ်လား။ညို့တရားခေါင်းချင်းပြတယ်။တော်ထွတ်တယ်။ညညအဲ့ရနေပြီပါချန်တော်လေးလေးကိုရှာဖွေကြည့်တယ်အင်းတော်ပဲဒီမှာဆရာမောင်စိတ်နေမို့အဲ့ဒါကိုပို့ကြတယ် ဒီမှာဒေါ်လေးဖြတ်ပေးမယ်တောက်နော်တောက်ပြီးရင်စောင်းချုံထားလေတိုက်မခံနဲ့ချေးထွက်ပါစေချေးထွက်မှပြောင်းပါကဲစံပြုတ်ပြုတ်မယ်ခမင်းစားလို့တော့မရဘူးနော်အသားလေးမင်းနေအိပ်ပျော်နေလေအိပ်လိုက်စံပြုတ်ပြန်ပြုတ်လိုက်အောင်မယ်အကြောင်းရှင်းလှန့်ခေါ်တော့ဒေါ်ထွေးတင်ဟာမြားညုံမေခင်ရဲ့ညီမဖြစ်တယ်ရွာထဲမှာအေရှီယာနဲ့တမင်လေထဲမှာနေကျင်တာမို့လို့တူမဖြစ်သူပါအဖော်ရစေဖို့မြားညုံတဲခေါင်းရင်းမှာတဲထိုးပြီးတော့နေသူလည်းဖြစ်တယ်မြားနှောင်းညို့ အသက်20ဖြစ်ရလေတုံးမရဲ့၃ရက်တောင်မကန်ဆေးစရာပင်းချိန်အောင်မရလိုက်ရေချိုးမှပြီးတော့မြားညိုဆုံးသွားခဲ့တယ်။မြားညိုဆုံးသွားတာကိုမြို့မအလုံးလုံးနေတဲ့မြားညိုရဲ့ချစ်သူတက်မောင်ကို အသိမပေးဘဲနဲ့ခုံးကွယ်ထားဖို့အတွက်တက်မောင်မိဘတွေဟာပြောကြားထားလို့ဘသူမှအသိမပေးရဘူး။တက်မောင်ကလည်းချစ်သူတည်ဆုံးနေဆိုတာမသိဘူး။လူကြုံတိုင်းစာရေးတယ်။နွားကြောင်သားလေးမောင်ဖြူသူ့တာဝန်ကြီးတယ်။လက်ထဲကိုစာရောက်တိုင်းမင်းမြညိုရဲ့တဲလေးပေါ်ကို ွားပြီးတော့တင်ထားတယ်။ညညောကမကြုတ်မလွတ်ဝိညာဉ်ပေါ်နဲ့လှုပ်ရှားသွားလာနေတာမို့လို့ဒေါ်တွေးတင်ကစတခြားတဲတွေကပါမနေရကြတော့ပဲနဲ့ဒီတိုင်းပဲတဲတွေကိုထားပြီးတော့ကြွားတဲကိုပြန်နေကြတယ်။ညိုလေးကိုအခုတလောညို့ကိုအရန်လွမ်းတာပဲကွာ။သူနှစ်ကိုနေရဖို့ရေကိုရဲ့ရည်ရချက်တွေပြည့်တော့မှာမလို့ညို့ကိုပို့ပြီးတော့လွမ်းနေမိတလားမသိတော့ဘူး။တို့တွေလက်ထပ်ဖို့ကနီးလာပြီတိလား။ကိုဦးလေးပြေးတဲ့လားသာမှန်းထတာထက်ပိုတယ်ကွာ။ ိုတွေးတာက ကိုတို့လက်ထပ်ဖို့အတွက်နှစ်နှစ်လောက်လိုမယ်လို့ကြီးမန်းထားတာ အခုတော့တစ်နှစ်တောင်မပြည့်သေးဘူးကကိုရဲ့ရည်ရွယ်ချက်တွေပြည့်နေပြီညိုဝမ်းမတာဘူးလားဟင်ဒီလားကောင်ကိုပြန်လာမယ်ညိုနဲ့လက်ထပ်မယ်ပြီးတာနဲ့ညိုကိုပါခေါ်ပြီးတော့ဦးလေးစီမှာအလုပ်လာလုပ်မယ်အဲ့ဒီကြဒွေလေးချက်တက်ထမင်းမစားတော့ဘူးကိုဘွားအတွက်စပုံမိုးအစ်စ်ပြောင်းပြီးတော့ညို့ကိုခတ်မယ်နော်ကိုကိုညို့ချက်ကျွေးရမယ်မှတ်ထားနော်ဒီလန်းကုံကိုပြန်လာမယ်လူကြီးဆောင်ရနဲ့လက်ထမင်း မျောနေတော့နော်ရှေ့ရလုံးသူကိုမောမြညူကဆုံးသွားပြီသားဟာမဟုတ်တာဗျာမပြောကောင်းမဆိုကောင်းဖွက်ဖွက်လွဲပါစေဖေးပါစေတာတားမေပြောတာဟုတ်တယ်တာတားရွာကထွက်သွားပြီးတော့တပတ်တောင်မကြဘူးဆုံးသွားတာဟာ ဟုတ်လို့လားဗျာဘလို့ဖြစ်ရတာလဲရေချိုးမှားတာတာဖြစ်ပြီးတော့၃ရက်တောင်မှမခံမှုလေဆုံးတာမိဘတွေရဲ့စကားဟာတက်မောင်နာတယ်မှာ မယုံနိုင်စရာဖြစ်နေတယ်။ညနေ9နာရီကျော်မှရောက်တာမို့လို့ပစ္စည်းတွေတောင်နေရာမချအောင်ရေမိုးချိုးပြီးတာနဲ့ထမင်းစားဖို့စိတ်မကူကြပြကြရအဝတ်လဲပြီးတော့ချစ်သူများညော်ရှိအောင်ရောပြင်မက်ကိုထွက်ကာလမ်းမြောက်ကြည့်တယ်။တမောင်ရင်ထဲမှာ ထိတ်ကနေဝမ်းသာသွားတယ်။ဟင်အဖေနဲ့မိပြောတော့များညော်ဆုံးပြီဆိုအခုတော့များညော်ရဲ့တဲရောတခြားတဲတွေမှာပါမိတွေလင်းထိုင်နေပါလား။အင်းအဖေတို့အမေတို့ငါ့ကိုအချစ်ဆန်းပြီးတော့စလိုက်တာဖြစ်မယ်။ တပ်မောင်အတွေ့တွေနဲ့ဝမ်းသာပြီးတော့ချစ်သူတဲရှိရာကိုခြေလန်းကျဲကြီးတွေနဲ့လမ်းလာတယ်။ဟောကိုကိုမောင်ပြန်ရောက်လာပြီ။ဝမ်းသာလိုက်တာကိုမောင်ရဲ့ရောင်းလိုက်တာညိုတပ်မောင်ချစ်သူကိုဝမ်းသာအရာနဲ့လှမ်းဖက်မယ်ဟန်လုပ်ပြီးတော့ပြင်တယ်။ဒါပေမဲ့လုံးဝဖက်မရ။ညညိုတရားနောက်ကိုဆုတ်သွားတယ်။ဘာဖြစ်တာလဲညို။ညညိုဟာမြမမင်းကလေးပါကိုမောင်။မြမမင်းကလေးဆိုတာလက်မထက်ရသေးပဲနဲ့ပုရိသယောက်ျားတွေနဲ့လက်ပေါ်နေသည်မနေရဘူးလေ။ ဟာကွာတို့လိုက်တာတက်မောင်မချင်းမရဲ့ပြောပြီးတော့ညညနောက်ကတဲဘော်ကိုလှန်တက်တယ်တဲလေးဟာချို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 အတံမီပြီးတော့တိတ်ငနဲ့လှောက်ခါသွားတယ်ညိုရဲ့တဲလေးကတိတ်မခိုင်ဘူးနော်ဒီတိုင်းထားခဲ့ရမှာလေကိုနဲ့လက်ထပ်ပြီးရင်တော့ညို့ကိုညို့ကိုခေါ်သွားမှာစိုးညို့လေးညို့တိတ်ပြီးတော့ဝမ်းတာတာပဲတိလားဟင်ဝမ်းတာလုံးလို့ကြီးလိုက်တဲ့ညညမြန်အောင်နေရာအစမတန်ပြုတ်ထွက်လာကပါစက်ကလည်းရှီးတင်တာတဲ့၃ဆလောက် ပို့ပြဲပြီးတော့တာမန်သွားနေမှာဟုတ်ပဲသွားအကြီးကြီးတွေပေါ်လာတာမို့လို့တက်မောင်တယောက်ကြက်သိန်းတောင်ထပြီးတော့ခြောက်စိတ်တွေဝင်လာတယ်အဖေတို့အမေတို့ပြောတာတကယ်များဖြစ်နေပြီလားငါငါဘယ်လိုလုပ်ရမလဲတက်မောင်တယောက်ခြောက်စိတ်နဲ့ဇောချွေးတွေပြန်ပြီးတော့တွေးတွေးပြီးတော့အကြံတစ်ခုပေါ်လာတယ်ဒါကြောင့်လွယ်ရည်သေးကစလိတ်ကိုထုတ်တောက်ဖို့ဟန်ပြုတ်ပြီးမှမတော်တဆအောက်ကိုလွကြတဲ့ပုံလောက်ပြလိုက်တယ်ကိုမောင်နေညိုကောက်ပေးမယ်ညာညိုလက်ကြီးတွေဟာ အစမတန်ရှည်ထွက်လာပြီးတော့အောက်ကျသွားတဲ့စလိတ်ကိုကောက်ဖို့ရာကျန်းကိုဖြဲပြီးတော့ငုံလိုက်တယ်။အခွန်ရဲကိုလက်လုံးမခံပဲတက်မောင်တယောက်တဲဘော်ကကုံချပြီးတော့ရွာဘက်ကိုထွက်ပြေးတယ်။တဲဒီမှာလူတွေရှိမနေကြဘူး။ချီးဟန်ဆောင်ပြီးတော့မိတွေကိုပေါင်လာနဲ့ညညူရဲ့ဝိညာဉ်ဟာသူ့ရဲ့တကုံးနဲ့လိုက်ထုံလာခြင်းဖြစ်တယ်။ဟဲ့ကိုမောင်ကိုမောင်ထွက်မပြေးရဘူးလေ။ညုံနဲ့ပဲနေရမယ်။ညုံတို့တွေလက်ထပ်ကြမယ်လေ။ပြီးရင်ကိုမောင်ညို့ကိုခေါ်သွားမှာဆိုညုံလိုက်ခဲ့မယ်လေ။ ကြောက်လန့်ကြပြေးနေတဲ့တပ်မောင်တယောက်မြို့အတန်ကိုအနီးကပ်ကြားရတာမလို့ရွာတဲကိုအဝင်အကိုင်းခတ်တွေဝေးဖြာနေတဲ့ကိုကိုပညီတက်ကိုကုတ်ပတ်တက်တယ်။အပင်ဖျားကိုရောက်အောင်တက်ပြီးတော့အောင်းကိုငုံကြည့်တယ်။တပ်မောင်ပို့ပြီးတော့တုံထုတ်သွားတယ်။ညညို့ဟာထန်းဒီလုံခန့်ရှိတဲ့နေရဲတဲ့မျက်လုံးစုံနဲ့တပ်မောင်ကိုမော့ကြည့်တယ်။တပ်မောင်တယောက်ဒူးတွေတုံးလာတယ်။ဘာမှလည်းမစင်းသားနိုင်တော့ဘူး။ကင်ထားတဲ့ကိုကိုကိုင်းကိုကြက်ကြက်ပေါင်းဆုတ်ပြီးတော့အတန်ကုန်ချစ်ပြီးဝမ်းကောင်းတဲ့ညီနဲ့အတန်ကုန်မဲ့အဆက်မပြတ်ပဲကြုံပြီးတော့អော်လိုက်ပါတယ်။ အဖေနဲ့မေတို့တားကိုကဲကြပါအောင်မြတ်လုံးကြပါအောင်မြတ်လာကြပါအောင်မြတ်ဒီတန်ကိုတတ်မအောင်မိပါလိတာမကတရွာလုံးနဲ့ကြားတယ်လာမညာမလို့အပြင်းမအလင်းရောင်ကမရှိဘူးတတ်မောင်ရဲ့မိပါလိနဲ့ရွာသားတွေဓမေးကိုစီနဲ့အတန်ကြားရကောက်ကူဝင်းကြီးအောက်ကိုရောက်လာတယ်အဖေအမေတားဒီမှာဗျဒီမှာဟေးတာအမေတားလေးလောက်ပါအောင်ကောက်ကူဝင်းမမတားကိုလက်နဲ့တက်ပြီးထိုးပြီးကြည့်တယ်တတ်မောင်မိခင်ပြရာခတ်သွားတယ်ဟဲ့ငါမစိတ်ကိုအေးအေးထား တို့တွေအားလုံးအောက်မှာရှိတယ်ဖြည်းဖြည်းချင်းတွေ့ပြီးတော့ဆင်းလာခဲ့တာဘာမှမကြောက်နဲ့တော့အဖေတို့ရှိတယ်လက်နှိပ်တံမီးရောင်တွေတက်မောင်ရှိရာဖြာပြီးတော့ကြာလာတယ်တက်မောင်လည်းကိုကိုဘင်မော်ကနေတွေ့ပြီးတော့ဆင်းလာတယ်နောက်ဆုံးမှာကိုကိုဘင်အောက်ခြေကိုရောက်တော့တက်မောင်တကိုယ်လုံးပြောက်ခွေကညှို့ကျသွားတာဒီမှာဒီမှာအားလုံးကဖေးမှပြီးတော့အိမ်ရှိရာကိုအရောက်ထမ်းလာခဲ့ရတယ်ရွာထဲမှာလည်းခွေးဥဒဏ်တွေဟာစုံညံပြီးတော့ကြံနေတယ်ဟေးဒီမင်းကလေးကိုဒီတိုင်းထားလို့တော့မဖြစ်တော့ဘူး နားလဲတဲ့အကောင်းဆုံးဆရာနဲ့နှိမ်ထုတ်မှဖြစ်မယ်ပြီးတော့တန်ဃာတော်တွေကိုပါပြင့်ပြီးတော့နှိမ်ထုတ်မယ်ဟုတ်တယ်တနာလို့နေပါစေဆိုပြီးတော့ဒီတိုင်းထားရတာနှုတ်နေပါဦးငမောင်မျိုးကပဲချင်းပြန်ရောက်တာလဲဒီနေ့ပဲလေငိုချုပ်ကနေညနေ9နာရီလောက်ရောက်တာအကိုတို့မတို့ကပြောမပြဘူးလားဒီကောင်မလေးဆုံးသွားပြီဆိုတာပြောတယ်လေပြောတာကိုမယုံဘူးရေချိုးပြီးတော့အခန်းထဲမှာပဲရှိတယ်ထင်တာထွက်သွားတာမသိလိုက်ဘူး ကြောက်တယ်။ဒါလေအမေတို့ရှိတယ်နော်။ဘာမှမကြောက်နဲ့။တမောင်ဟာချက်ချင်းပဲလူမာလို့ဖြစ်ပြီးတော့အဲ့ရတဲ့မှာလဲသွားတယ်။ထားလိုက်တာနဲ့ဒူးတွေဟာတဆက်ဆက်တုံးလာတာမို့လို့လမ်းလျှောက်ဖို့တောင်အခက်အခဲဖြစ်လာတယ်။နားလေတဲ့ဆရာကိုအိမ်မှာအနီးကန်ပင့်ထားတဲ့ကြားကညဘက်ညဘက်မှာလန့်ပြီးတော့អော်တယ်။တမောင်ရဲ့မိဘနဲ့ရမရဖားတွေရွာသားတွေတိုင်ပင်ပြီးတော့ညညဝိညာဉ်နဲ့ဘွဲကိုလှုပ်ကြဖို့အစီအစဉ်နဲ့ဆွဲကြတယ်။ကြောက်တယ်။ကြောက်တယ်တဲ့လားကိုမောင် မြို့မှာတော့ချက်လိုက်ရတာမြို့ခေါ်ရင်တော့မှလိုက်ဖို့အစင်းနဲ့မယ်ကိုမောင်ညိုးပေါ်တစ္ဆာပြက်တို့မချစ်တော့ဘူးလားဟင်ဟုတ်ပါလေရွာထဲကလှဲတွေမနေဘူးထွက်လာကြပါလားဟောငါတဲစီကိုလာနေကြပြီလူတွေလည်းမနေပါလားရှေ့ကလည်းကကလပ်ပြင်းမိုးကပြင်းနဲ့နောက်လဲကအိုးကြီးအိုးငယ်မိုးပြဲတဲကြီးတွေနဲ့ဟိုနောက်လဲကဓက်ခွက်ကြီးနှလုံးနဲ့ဘာလဲအတန်ချက်ဆက်ဖွင့်ကြအောင်မလားဟောပြောရင်းဆိုရင်ねငါတက်ရှိမှာကလပ်ပြင်းထိုးနေကြပြီ စက်ဖွင့်ဖို့တချို့ကပြင်းတယ်တချို့ကချက်ဖို့ပြို့ဖို့ပြင်းတယ်လဲဘော်ကအိုးတွေချနဲ့ညံလိုက်ကြတာဟောဟုတ်မလားဒေါ်လေးတောင်ပါလာပါလားငါတဲဘော်ကဘုရားရှင်လေးကိုတန်ရှင်းလုံးနေပါလားပန်းကမ်းလို့ပြင်းနေတာပဲသူတို့ဘာလို့ကြောက်မလို့လဲဇယ်ဆက်တယ်လို့အလုံးလုံးတဲ့သူတွေတန်းမှာကိုမောင်ကဘာဖြစ်လို့ပါမလာရတာလဲဒီလောက်တရားလုံးကြီးပါရောက်လာတာကိုကိုမောင်ဘာဖြစ်လို့လိုက်မလာရတာလဲကိုမောင်ကိုတွေ့ကျင်လိုက်တာလွန်လိုက်တာကိုမောင်တဲလေးအနောက်ဘက်တောင်းက ခြုံပေါ်လေးနောက်ကိုထိုင်ပြီးမြားညုံဝင်းညင်မှလေးမျက်နှာကလေးနဲ့လူတွေလို့သမ ्या ကိုငေးနေရှာတယ်။အတန်ချက်ဆက်ကတညာလုံးဖွင့်တယ်လို့ရွာလူကြီးတွေဟာတဲပေါ်ထိုင်နေတယ်လို့ချက်ပြုတ်သူတွေတညာလုံးမအိတ်တာမို့လို့မြားညုံလေးတဲပေါ်တက်မရဒီလိုနဲ့မနက်၄နိုင်လောက်ရောခောက်တယ်။ဟင်လဲတွေဝင်လာပြန်ပြီ။ဟိုရွာဦးចောင်းဆရာတော်နဲ့တန်ငါတော်တွေပါလား။ဟာဟုတ်ပါကိုမောင်မွေးပါလေ။ဟင်နောက်မှာကိုမောင်ကိုမောင်ပါလား။မြားညုံရင်ထဲမှာထိတ်သွားတယ် မြညုံနဲ့ကိုမောင်တို့မင်္ဂလာများစောင့်ပေးကြမလို့လားဝမ်းသာရမလားဝမ်းနေရမလားမခံစားတတ်တော်ဘူးကိုမောင်အားလုံးထဲမှာจิตတူကိုသိချမြင်ရတယ်သိချစုပ်ဆိုက်ကြည့်တယ်ဟာကိုမောင်အတော်လေးကိုပိန်သွားတာပဲမျက်နှာလည်းမကောင်းဘူးနေလို့မှကောင်းရဲ့လားတမောင်နယ်ဘေးဝန်ထိုင်မှုစူးစမ်းတယ်မြညုံတရားတမောင်နယ်ဘေးမှာတိုက်ပုံအင်ဂျင်နဲ့ခေါင်းပေါင်းစားနဲ့ဆေးဆရာကြီးကြောင့်จิตတူနာကိုကပ်ဖို့အခွင့်မရခဲ့ဘူး ရောင်ကျောင်းဆရာတော်နဲ့တန်ဃာတော်တွေဟာကမာဝါစာကိုရွတ်တယ်။ဟိုကြောက်တယ်ကြောက်တယ်။ဘုန်းတော်ကြီးတွေဟာကမာဝါစာကိုအဆက်မပြတ်ရွတ်တယ်။ညညို့တနေရာထဲမှာရက်လို့မရမလန့်မကန်းကိုပြေးထွက်လာတယ်။ဒီချိန်မှာဘဝတစ်ပါးကိုပြောင်းရွှေ့သွားတဲ့ဒကမာလေးများနှောင်းညို့ဟင်ရောင်ကျောင်းဆရာတော်ငါ့ကိုခေါ်နေတာပဲ။ပြေးနေရကနေညညို့ခြေလန်းတက်ပြီးတော့နားထောင်တယ်။ကြားရရက်ကနားကမှာဒကမာလေးနဲ့ဒီရွာမှာရှိတဲ့မောင်တက်မောင်တို့ဟာ ဘဝချင်းခြားသွားပြီဖြစ်တဲ့အတွက်မင်းတို့နဲ့ဦးကြားရှိနေတဲ့တန်ရုံးစင်ကိုဖြတ်ပါတင့်တော်ရကိုသွားပါတန်ရုံးစင်ကိုဖြတ်ပြီးတော့တင့်တော်ရကိုသွားပါဟာမသွားပြစင်နဲ့ကိုမောင်ကိုချစ်တယ်သူနဲ့ပဲနေမယ်မသွားပြစင်နဲ့ဆရာတော်စကားကိုရွာတဲ့ကအပြိုကြီးမဝိုင်းကိုဝင်ပိုးပြီးတော့လူလိမ့်ကိုကဝိညာဉ်မာလေးညညိုအတနာခံတယ်တမောင်ဝေးကဆရာကြီးကဝင်ပြီးတော့ပြောတယ်ဘယ်ရမလဲကလေးမအတူနေလို့မရဘူးလေမင်းနဲ့မောင်တမောင်ဟာဘဝချင်းခြားတော့ခဲ့ပြီ ဒါကိုသဘောပေါက်ပါ မခွဲနိုင်ဘူးလုံးဝမခွဲနိုင်ဘူးမခွဲနိုင်လို့မရဘူးခွဲရမယ်ဘဝချင်းကမတူတော့ဘူးတောင်းပန်နေတော့အตาကြီးလက်ခံတော့ဆိုင်ရပိုင်ရတွေကိုအပ်ပြီးတော့ဒဏ်ခတ်ခိုင်းလိုက်မယ်ဘာမှနေလဲမလုပ်ပါနဲ့မလုပ်ပါနဲ့ဆိုမလုပ်ဘူးမင်းစန္ဒနဲ့မင်းအေးစေထွက်သွားပြီမောင်တက်မောင်နဲ့ဒီရွာကိုလုံးဝဒုက္ခမပေးတော့ပါဘူးတဝဲလေးလေးလည်းလုံးမနေပဲနဲ့တခြားအဝေးကြီးကိုဖတ်သွားပါမယ်လို့ဝန်ခံကြိပေး ။အိုးကိုမောင်နဲ့အဝေးကြီးဘယ်ဖြစ်မလဲ။မဖြစ်လို့မရဘူး။မင်းနဲ့မောင်တက်မောင်နဲ့ကဘဝချင်းမတူတော့ဘူး။ကြားတယ်ကွာ။မြင်မြန်ကြည့်ပေး။ဘာလဲ။မောင်တက်မောင်တို့ကမင်းကိုအဝေးကိုသွားဖို့ပြောတာ။မင်းကြားချင်းသေးလား။လက်မြောင်သားနဲ့ပဲခေါင်းကုန်ညှိပြတယ်။ကဲမောင်တက်မောင်ဘဝချင်းမတူတော့လို့တင့်တော်ရအဝေးကိုသွားပါလို့မင်းနှုတ်ကပြောကွာ။မပြောပြစင်နဲ့ပြ။မပြောရဘူး။မပြောပြစင်နဲ့။ဒါပြောရမယ်လေ။ ဟုတ်တယ်သားမပြောလို့မရဘူးငါသားငမောင်မင်းပြောရမယ်ကွာဒီပွဲကိုတကူတကလှုပ်တာဘာကြောင့်လဲမင်းအဲ့ဒါသိထားဟုတ်တယ်တန်ငယ်ချင်းပြောပါကွာပြောလိုက်ပါမောင်တမောင်ဒါမှသူ့ဘဝလေးရှေ့ဆက်သွားလို့ရအောင်ပြောလိုက်ပါကွာကြားလာတဲ့မျက်ရည်တွေကိုလက်ခုံနဲ့ခုနဲ့ဘယ်ညာတုတ်ပြီးတော့စကားပြောဖို့တက်မောင်အားယူတယ်။နှက်ခမ်းတွေဟာတက်ဆက်ဆက်တုံးလာတယ်။နောက်ဆုံးမှာတက်မောင်နှုတ်ကနေအကွေးတန်ကြီးထွက်ပေါ်လာတယ်။ညို့ ညိုနဲ့ကိုဘွားကချသွားပြီညိုတက်မောင်ရဲ့အထက်တင်းငေါငေါစကားတွေကိုနားထောင်ပြီးတော့တချို့ဟာမျက်ရည်မဆက်နိုင်ဘူးကိုမောင်ကိုမောင်ကပါညိုကိုနှင်နေပြီလားရဲဆက်လိုက်တာကိုမောင်ရဲ့နှင်တာမဟုတ်ဘူးညိုညိုကိုကိုချစ်တယ်ဘဝချင်းမတူတော့လို့မလွှဲတာလို့ခွဲရတာညိုနဲ့ကိုအခုဘွားမှာဘဝချင်းချလို့မဆုံရတော့ပေမဲ့နောင်ဘွားမှာတေရပန်တတ်တဆုံ ပေါင်းရပါစေလို့ညိုဆုတောင်းတယ်ကိုလည်းဆုတောင်းမယ်နောက်ပြီးတော့ ောက်ပြီးတော့ညို့ကိုကိုဂတိတခုပေးမယ်။ဘာများလဲဆိုတော့အတွင်းနဲ့တူတူမိဘတွေနဲ့ရွာသားတွေစိတ်ဝင်စားတော့နားထောင်နေ။အခုဘောမှာကိုဟာညို့ကလွဲပြီးတော့ဘယ်မင်းကလေးနဲ့မှလက်မထပ်ဘူးလို့ဂတိပေးတဲ့ညို့။"အိုးဒါဟင်း။ဒါရဲ့ဂတိတခုကိုယူပြီးတော့သူစိတ်ကြမ်းသာပါစေမေ။ဒါလူပြိုကြီးဘောနဲ့တက်တက်လုံနေတော့မယ်။ညို့ညို့ကိုပေးတဲ့ဂတိတက်တက်လုံတည်စီရမယ်လို့သစ္စာဆိုပါတယ်ကွာ။"ညို့ဘောကရှေ့ဆက်သွားတော့နော်။ စိတ်အေးထားပြီးတော့သွားတော့နော်ငယ်ရွယ်သူမိန်းကလေးတွေနဲ့ကလသားတွေမျက်ရည်မဆင်နိုင်ဘူးမြညွန့်ဝင်းရင်ဝင်ပူးနေတဲ့အပြိုကြီးမဝိုင်းတိတ်ဆိတ်စွာနေနားထောင်နေကဲဒီလောက်တောင်ဂရီပေးနေမှာတော့ကျေနပ်တော့ကွာမိန်းဘဝစိတ်ချမ်းသာစွာနဲ့သွားတော့ကွာသွားတော့ဆရာကြီးဟာအမွေးရဲ့ဆွတ်ထားတဲ့တပြေကနဲ့အပြိုကြီးမဝိုင်းကိုပတ်ပြီးတော့ကောင်းမွန်စွာပြောတယ်ချစ်သူရဲ့ဂရီစကားကြောင့်ကျေနပ်သွားတယ်ထင်တယ်အပြိုကြီးမဝိုင်းတဆက်ဆက်တုံးလျာကနေပြောခွင့်ညွတ်ကြသွားတယ် အတန်ကြာတော့မှပဲသတိဝင်လာတယ်။နောက်ဆုံးမှပစ္စည်းတွေတိမ့်လို့လဲဘော်ကိုတင်းပြီးတော့ညညိုတဲလေးကိုပါမိရှုက ရွာပြက်ကို အားလုံးပဲပြန်လာခဲ့ကြပါတယ်။တနာစရာကောင်းလိုက်တာ။ဟုတ်တယ်။ဒီတုန်းကကွင်းထဲကိုပါသွားသူမှန်တယ်မျ။ဘသူမှမျက်ရည်မစဲနိုင်ဘူးလေ။အဲ့ဒီတုန်းကငါးကကလေးပဲရှိသေးတာ။သူ့ရဲ့ရုပ်ရည်နဲ့အခုသူ့ကိုစဲဝင်စားတဲ့သူ မရှိဘူးလား။ရှိတာပေါ့ဟာ။ဒါပေမဲ့ရာဇဝင်ကိုတိထားကြတော့ဘသူမှစကားမဆရဲဘူး။ မိဘတွေသဘောတူလို့ပေးစားကြဖို့ပြောပြန်တော့ကိုမောင်ကိုရိုင်းကလည်းလက်မခံဘူးလေ။ဩချုပ်ချောကြီးဒီတိုင်းထားရတာနှမျောစရာကြီး။မိန်ကလေးတွေကိုတစ်ချက်မောမကြည့်အလုပ်ပြီးတာနဲ့ပြန်သွားတယ်။ဟေးနင်းကိုလူပြိုကြီးဟာထမင်းစားမတော်ဘူးလား။ဟေးအေးဟာသူကဘယ်လူမမှထမင်းမစားဘူးလေ။အလုပ်ပြီးတာနဲ့တန်းပြန်တာ။